အဆင့်နှိမ်ဆုံးနိုင်ငံတနိုင်ငံအဖြစ်ကမ္ဘာပလားခြေဆုပ်ပွဲအောင်မှုနှိစက်လာတဲ့နိုင်ငံအလုံးမဲမင်္ဂလာပါလက်ရှိ international break ကာလအတွင်းမှာခနလုံးဆက်ချောကမ္ဘာပလားပြိုင်ပွဲအတွက်ခြေဆုပ်ပွဲစဉ်တွေကိုကစားနေကြပါတယ်အရှင်နိုင်ငံသုံးနိုင်ငံနဲ့ချင်းပသွားမယ်ခနလုံးဆက်ချောကမ္ဘာပလားပြိုင်ပွဲကြီးအားဆိုရင်တိုင်ပွဲဝင်အသင်းအရေးတက်ကို liver ဆက်တင်ထီကိုတိုးမြင့်ထားခဲ့ပါတယ်အတောင်နိုင်ငံငယ်လေးတွေအတွက်လည်းကမ္ဘာပလားခြေဆုပ်ပွဲအောင်မြင်မှုအတွက်ကျွမ်းလင်းချက်ပူရှိလာခဲ့ပါပြီ ဒါပေမဲ့ကဘာဗလာအတွက်ပထမဆုံးခြေစပွဲအောင်မြင်တဲ့အသင်ကစတင်ပေါ်ထွက်လာခဲ့ပြီးတော့အာရှဆိုရင်အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ဂျပန်အသင်းပဲဖြစ်ပါတယ်။ဂျပန်အသင်းကတော့ခြေစပွဲအုပ်စုအစဉ်ပွဲတွေကိုမပြီးဆုံးသေးခင်မှာတင်စောစီပဲခြေစပွဲအောင်မြင်သွားခဲ့ပါပြီ။ဒါပြန်ကပန်းစင်ရတီချက်150ကျော်လောက်ကနိုင်ငံငယ်လေးတနိုင်ငံသားလေးခြေစပွဲအောင်မှုနီးစပ်နေခဲ့ပါတယ်။အဲဒီနိုင်ငံဟာဆိုရင်တော့တမုတ်တရားပိုင်းဆောင်တာကနယူးကယ်လီဒိုနီးယားနိုင်ငံပဲဖြစ်ပါတယ်။ ေနုံငါသမုဒ္ဒရာပိုင်းဆောင်ကအသင်းတွေကကဘာပလားကိုထက်ရဲဝင်ဝင်မိရခဲ့ပါဘူးသမုဒ္ဒရာပိုင်းဆောင်ကနေချန်ပီယံဖြစ်လာတဲ့အသင်းကတခြားတိုက်ကအသင်းအသင်းတွေနဲ့ပလေးအော့ဖ်ပြန်စားပြီးမှဝင်ခွင့်ရတာမျိုးဖြစ်ပါတယ်လက်ရှိမှာတော့ကလပ်ကဘာပလားကိုအသင်းရဲ့အတွက်တုံ့ပြန်လိုက်ပြီးဖြစ်လို့သမုဒ္ဒရာပိုင်းဆောင်ကနေထက်ရဲတနေရာရရှိလာခဲ့ပါတယ်အခြားအသင်းငယ်နုံငါမှာသမုဒ္ဒရာပိုင်းဆောင်ရဲ့ချီဆယ်ပွဲစမီဖိုင်နယ်ပွဲစဉ်တွေကိုကစားပြီးသွားခဲ့ပြီးဖြစ်ပါတယ်ပြီးခဲ့တဲ့ semi final မှာ New Zealand အသင်းကဖီဂျီကို9-0ပြတ်မဲ့အနိုင်ယူပြီးတော့ final ကိုတက်လှမ်းထားခဲ့ပါတယ်။ တပတ်က New Caledonia အသင်းကလည်း Tahiti အသင်းကို၃ဂိုးကိုမရှိနဲ့အနိုင်ယူပြီးတော့ Final ကိုတက်လန်းလာခဲ့တာပါ။အဲကြောင့်ချီစီပွဲ Final အဆင့်မှာ New Zealand နဲ့ New Caledonia တို့အသင်းကထက်ထက်တိတ်ဆုံသွားကြတော့မှာဖြစ်ပါတယ်။ New Caledonia အသင်းဆိုတာလူကြီးနှစ်သိန်းကျော်သာရှိပြီးတော့ကျွန်းစွန်းနိုင်ငံလေးတနိုင်ငံပဲဖြစ်ပါတယ်။ဒီနိုင်ငံအော်စတြေးလျနိုင်ငံရဲ့အရှေ့ဘက်မှာတည်ရှိပြီးတော့ပြင်သစ်လက်အောက်ခံနိုင်ငံတနိုင်ငံလေးဖြစ်ပါတယ်။နိုင်ငံအလံတော်မှာပြင်သစ်နဲ့တပုံစံနဲ့ဖြစ်နေကြတာပါ ါကြောင့်သူတို့သားခြေစပွဲအောင်လာခဲ့မေဆိုရင် ပြင်သစ်နဲ့အလံတူနေခဲ့တာကြောင့်နည်းနည်းလေးရောပြဿနာရှိလာနိုင်ပါတယ်ဒီတင်အကဘာပလာခြေစပွဲကိုတချိန်မှလည်းမအောင်မြင်ဘူးသလို2004ခုနှစ်တုန်းကမှ FIFA အသိမှတ်ပြုဖြစ်လာခဲ့တာပါ။ယူကယ်လီဒိုနီယာနိုင်ငံဆိုရင်ကဘာဆင်ရက်တီချက်အရအဆင့်152မှာရှိနေပါတယ်။အဆင့်ရက်တီချက်ကကျွန်တော်တို့ရဲ့အာရှကြားကြီးနေတော့သိပ်ပြီးမတင်မရင်လည်းဖြစ်နေတာပါ။တကယ်လို့သူတို့သားခြေစပွဲအောင်မြင်ခဲ့မေဆိုရင်အဆင့်အနည်းဆုံးနိုင်ငံအနေနဲ့ခြေစပွဲအောင်မြင်တဲ့မှတ်တမ်းကိုပန်းဆိုင်သွားတော့မှာဖြစ်ပါတယ်။ ီပါကဘာဗလာသမိုင်းတခြားအဆင်နှိမ်ဆုံးဖြစ်နေခြေဆုပ်ပွဲအောင်ခဲ့တာကတော့မြောက်ကိုရီးယားတင်မဲ့ဖြစ်ပါတယ်။၂၀20ခုနှစ်တုန်းကကမ္ဘာအဆင့်105နဲ့ခြေဆုပ်ပွဲကိုအောင်မြင်ခဲ့တာဖြစ်ပါတယ်။ယခုဒီစံရင်ကိုနယူကယ်လီဒိုနီးယားသင်္ကန်းလလွဲယူနိုင်မလားဆိုတာဒါမဲ့ချေဆိုပဲဖိုင်နယ်မှာစောင့်ကြည့်ရမှာပါ။ဒါပေမဲ့ပြိုင်ဘက်ကလည်းနယူးဇီလန်တို့အသင်းမျိုးဖြစ်နေတာကြောင့်နယူကယ်လီဒိုနီးယားတို့တိုက်တော့လည်းမမဟုတ်ပါဘူး။နယူးဇီလန်ဘက်မှာခရစ်ဆိုပြင်တခြားဥရောပလိဂ်ကြီးတွေမှာကစားနေတယ်။နာမည်ကြီးကစားသမားတွေလည်းပါဝင်နေပါဗျ။ ထိတိုက်တွေ့ဆုံမှုတွေရဆိုရင်နယူးကယ်လီဖိုးနီးယားအတင်းကနယူးဇီလန်ကို2012တုန်းကပဲနောက်ဆုံးနိုင်ထားခဲ့တာဖြစ်ပါတယ်။နောက်ဆုံးတင်ထိတိုက်တွေ့ဆုံမှုမှာနယူးဇီလန်ကပဲ8-9တကူနဲ့ဂိုးပြတ်အနိုင်ရရှိထားခဲ့တာပါ။ဒါကြောင့်နယူးဇီလန်အတင်းကအဖက်ဖက်ကအသာရနေတယ်လို့ပြောရမှာဖြစ်ပါတယ်။ဒါပေမဲ့ဘောလုံးကအလုံးကြီးဆိုတဲ့အတိုင်းပဲဘာမှမဆိုဖြစ်သွားနိုင်တာကြောင့်ဒူကယ်လီဒိုနီယာတင်ကလည်းမထင်မှတ်ထားတာတွေဖြစ်ကောင်းဖြစ်သွားနိုင်ပြီပါတယ်။အဆုံးလေးကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။